ကန်ညံဝရိယ၃ပါးလုံးပေါင်းဆက်ပြီးလက်ရှိပူပူနွေးနွေးချန်ပီယံကိုအနိုင်ရခဲ့တဲ့ Chelsea Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှိုးနဲ့ Chelsea TV ကနေအပြောင်းအညောင်များအားလုံးကိုကြည့်ပါလေကျွန်တော် Liverpool နဲ့ Chelsea တို့ရဲ့ Poppy သုံးသချက် full time review ကိုလုပ်ပေးသွားကြပါတယ်ခင်ဗျာဆိုတော့ကန်ညံဝရိယ၃ပါးလုံးပေါင်းဆက်ပါဝင်ခဲ့တဲ့အတွက် လီဗာပူးလို့အသင်းမျိုးကိုကျွန်တော်တို့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဆိုတော့ပထမဆုံးကန်လီဗာပူးချန်ပီယံဖြစ်သွားတာကျွန်တော်တို့ကကန်ကောင်းတာပဲ။ဒီချိန်မှသာလီဗာပူးတင်းဒီချန်ပီယံမဖြစ်သေးဘူးဆိုရင်အာစနယ်နဲ့ပြိုင်ဆိုင်နေရအောင်မယ်ဆိုရင်ကျွန်တော်တို့ဒီလို reset ကောင်းဖို့မလွယ်ပါဘူး။အာနာစလော့ဒီဒီနေ့ပွဲတွေမှာတင်းတင်းနဲ့လူစည်းရင်းတစ်ခုကိုပဲထုတ်ပေးသွားခဲ့တယ်။ဒါကျွန်တော်ပုံပုံလင်းလင်းပြောတာ လီဗာပူးရဲ့အတောင်တင်းဆုံးလူစီရင်နဲ့ passionate ဖြစ်ဖြစ်နဲ့ဒါကစားမယ်ဆိုရင်ကျွန်တော်တို့နိုင်ခြင်းမှာနိုင်မှာပါအသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့မက်ကာမက်ကလစ်စတာပေါ့နော်မက်ကလစ်စတာစပိုးစလိုင်းကိုနာတီစတဲ့ကစားသမားတွေကို အနားပေးထားပါတယ်ဆိုတော့အနေဒါတည့်ရပဲရှိတဲ့လူစီရင်နဲ့ passionate မဖြစ်တော့တဲ့လီဗာပူးကစားသမားတွေရဲ့ mentality ကြောင့် Chelsea ရဲ့ဒီပွဲစဉ်မှာအသာစီးရရှိမှုတွေ အများကြီးဖြစ်သွားခဲ့တယ်အဓိကအသာဒီရရှိမှုကတော့စိတ်တက်ပိုင်းဆိုင်ရာအသာဒီရရှိမှုပေါ့နော်အဲ့တို့ကြောင့် Liverpool တင်း Champion ဖြစ်တာကျွန်တော်တို့ကန်ကောင်းသွားပါတယ်အဲ့တော့ကန်ကောင်းနေုံနဲ့တော့မပြီးဘူးကန်ကောင်းပြီးဘယ်တင်မှဖလားမရအောင်နော်အဲ့တော့ကဲနောက်မှာညံတဲ့ဝီရိယစိုက်ထုတ်ဖို့လိုတယ်အဲ့တော့ညံဆိုတာကတော့ viewer ဘိုင်းပေါ့ဗျာဒီနေ့ပွဲစဉ်ကျွန်တော်တို့ဆဲနေကြကတော့တုံးခဲ့တဲ့ viewer အခင်းချင်း လုံးဝမှန်ကန်ခဲ့တယ်အဲ့တော့ကြောင့်ညံလဲအဆင်ပြေခဲ့တယ်နောက်ဆုံးတစ်ပိုင်းကတော့ဝီရိယညံဘလောက်ကောင်းကောင်းကံဘလောက်ရှိရှိဝီရိယမရှိဘူးဆိုရင်စူးစမ်းအားထုတ်မှုမရှိဘူးဆိုရင် အောင်မြင်မှုဆိုတာမရပါဘူးအဲ့ချယ်စီကစားသမားတွေဝီရိယအပြည့်နဲ့ကစားသွားခဲ့တယ်ရှေ့ပွဲနှစ်ပွဲမှာကမ်ဘက်တွေနဲ့နိုင်ခဲ့တဲ့ပွဲတွေရှိတယ်မရှုံးအောင်ယုံပြီးတော့ကစားခဲ့ရတဲ့ပွဲတွေရှိတယ်အဲ့ဒီဝီရိယဒီပွဲမှာအကျိုးတက်ရောက်တာပဲအဲ့တော့ကံညာဝီရိယဒီသုံးပါးသာ စောလျင်စောသွားကျွန်တော်တို့ကောင်းခဲ့မယ်ဆိုရင်အခုလိုမျိုးချန်ပီယံလိဝင်ခွင့်အတွက်ရင်ခုန်စိတ်လို့ရှားစရာနဲ့စောင့်ကြည့်နေစရာမလိုဘူးဒါချက်စီရဲ့ပုံရိပ်အမှန်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်အတွက်ပြိတ္တတွေကပျော်နေရကြတဲ့ကဒါကြီးကနည်းနည်းတော့လွဲနေထားပါဒီချိန်မှာ ဖြစ်ပြီးတာတွေကဖြစ်ပြီးပြီနော်အကြောင်းရှိလို့အကျိုးဖြစ်တာအဲ့ဒါကြီးကိုဟိုအပြစ်တစ်ခုအနေနဲ့တော့ပြောမနေကြတော့ဖြစ်ပြီးသားကိစ္စတွေကဖြစ်ပြီးသွားပြီကျွန်တော်လက်ရှိအခြေအနေကိုပဲရှင်းဆိုင်ရမှာโอเคအဲ့တော့ကျွန်တော်နောက်မှာ ကံပိုင်းကတော့ဒါတိတ်ထရီဒူးပြောနေစရာမလို့လီဗာပူးချန်ပီယံဖြစ်တယ်အသေးစိတ်တွေဘလိုဘလိုချန်ပီယံဖြစ်တယ်ပဲကျွန်တော်ပြောမနေအဲ့တော့ခုနကဂျားရဲကညံပိုင်းဗျူအာပိုင်းပေါ့နော်အနည်းငယ်လေးကျွန်တော်ဆွေးနွေးကြည့်ခြင်းတယ်ဆိုတော့လီဗာပူးတင်းဒီဒီနှစ်ပရီးမီးယားလိဘောလုံးရတယ်မှာကောင်တာအတက်တီကွစ်ထရန်ဇီရှင်တွေအရန်ကောင်းတဲ့အတင်းမှာတီချန်နင်းနေနဲ့ပြိုင်ဘက်ကိုထိုးပေါက်ဖို့နော်ဂိုးသွင်းဖို့အတွက်အချိန်နဲ့အချိန်ခါ မရွေးအသင့်အနေထားရှိနေတဲ့အသင်းဆိုတော့ counter attack ဆိုတဲ့နေရာမှာကျွန်တော်အနေနဲ့ဖြစ်ဆွတ်ဆွေးနွေးနေတာကကိုယ့်အသင်းရဲ့ခံစစ်ဘက်ချမ်းပြိတ္တအများစုမြင်ကြတဲ့တောက်ကံဘောကကန်တင်ပေးလိုက်တယ်ကြလာတယ်ပြီးရင်ကန်ထုတ်လိုက်တယ်ဟာပြေးပြီကိုယ့်အသင်းဘက်ချမ်းကနေဒါမှမဟုတ်လေပြန်မဲ့အသင်းကတိုက်စစ်ဆင်လာတယ်ကိုယ့်အသင်းဘက်ချမ်းကနေဘောလုံးပြန်ရသွားတယ်ပြန်တိုက်စစ်ဆင်မယ်ဒါ ው ပဲများသောအဖြစ် counter attack လို့ထင်ကြတာတို့ပြင်မဲ့ counter attack ဒီနေရာတိုင်းမှာရှိနိုင်တယ် ။ဘာကြောင့်လဲဆိုတော့ counter attack ရဲ့အဓိကရွေချက်တည်ပြိုင်ဘက်အသင်ခံစစ်အနေထားမဖြစ်သေးဘဲနဲ့ဂိုးရဖို့အတွက်စ조사အားထုတ်မှုတိုင်းကို counter attack လို့ခေါ်တယ်။အဲ့တော့ခုနကကျွန်တော်ပြောချင်တဲ့အပိုင်းက Chelsea ရတာဘောလုံးပိုင်ဆိုင်မှုအတာစီးနဲ့ accurate passes တွေအများကြီးယူပြီး Liverpool ကိုသွားဆော့နေရင်ကျွန်တော်တို့တေချာပေါ့မနိုင်။ဘာကြောင့်လဲကျွန်တော်တို့ Chelsea မှာဘောလုံးပေးပို့မှုကောင်းတဲ့ကစားသမားတွေအများကြီးရှိတယ်။အဲ့လိုဘောလုံးတွေရှောက်ပေးပြီး တည်ကြခဲ့တဲ့ပွဲစဉ်တွေရှုံးတဲ့ပွဲစဉ်ရှေ့တွေမှာတဘုံကြီးအဲ့တော့ဒီနေ့ပွဲစဉ်မှာချက်စီကခံစစ်ကိုအဓိကအားပြုပြီးကစားသွားခဲ့တယ်။ဒါပေမဲ့ခံစစ်အားပြုပြီးဆော့တဲ့ပုံစံတွေမှာအမျိုးဆုံးရှိတယ်။ Mourinho လိုမျိုး fighting spirit အပြည့်နဲ့လုံးဝ D block low block blocking system ကိုပဲအသုံးပြုပြီးကစားမယ်ဆိုတဲ့ခံစစ် style မျိုးဒါတမျိုးနောက်ထပ်တမျိုးက high press high press မှာမှလုံးဝ aggressive high press လို့ပြောရမယ် ပုံတံတမျိုးလည်းရှိတယ်အဲ့တော့ဒီနေ့ Andrew Morris ကကစားသွားတာ aggressive high press ဖြစ်ပါတယ်တိုးတော့ပြိုင်ပတ်အသင်းရဲ့ကွင်းဘက်ချမ်းမှာတော့အရင် high press တွေပေးမနေဘူးသူတို့များသောအားဖြင့် middle third မှာတနည်းအားဖြင့်ကိုယ့်အသင်းရဲ့ကွင်းလယ်ဝင်ယူတစ်လျှောက်မှာဘောလုံးကိုအရာဖြတ်တဲ့ပုံစံမျိုးတွေ့တယ်နောက်ထပ်မကြုံဘူးပေါ့နော်အဲ့တော့ high line လေးတွေရှေ့ကိုတိုးပြီးတော့ Romeo Lavia နဲ့တူတူအဲ့ဒီ central zone မှာကောက်ဖြတ်သွားတဲ့ပုံစံလေးကအတော်လေးအဆင်ပြေခဲ့တယ်အဲ့တော့ကျွန်တော် နီတန်းအစမှာပြောခဲ့တဲ့ဇာတ်လေးလိုမျိုးပဲပြိုင်ဘက်ကလည်းဝါတာရူတို့နော်ကတ်တကျုံတို့အီလီယော့တို့ပဲထည့်ထားတာကျွန်တော်တို့ကံကောင်းတယ်မက်ကလစ်စတာနော်ရိုက်ဂရာဗင်ဘက်တို့လိုကစားသမားတွေနေဆိုကျွန်တော်တို့အဲ့လိုမျိုးဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်အဲ့တို့ကြောင့်ပြိုင်ဘက်ကိုလည်းကျွန်တော်တို့ကဟာလက်ရှိချက်မျိုးငါတို့ကနိုင်ဝါတီးလိုက်တယ်ဘာဖြစ်လဲညာဖြစ်လဲစလို့နောက်လို့တော့ရတယ်သို့တော့ respect တော့ရှိရမယ် okay အဲ့တော့ chelsea နေနဲ့တောင်ပံကစားသမားတွေကိုသူက counter attack အခြေအနေမျိုးမှာရှေ့ကိုပြေးစီတယ်ပြီးရင်ကွင်းထဲမှာဘစ်တဲ့အရင်မတည်တော့ဘူးဘာကြောင့်လဲဆိုတော့အန်ဇိုဖနန်နက်စ်တို့က progressive passes အရင်ကောင်းတယ် progressive passes ဆိုတာထိရောက်တဲ့ဘောလုံးပေးဖို့မှုကိုပြောတာဗျာသူတတ်မှတ်ထားတဲ့နေရာတွေရှိတယ်ထားပါတော့အန်ဇိုဖနန်နက်စ်ကဒီနေရာမှာရှိနေတယ်ဆိုသူကဒီလောက်လောက်ထိဘောလုံးပေးဖို့နိုင်မှာထိရောက်တယ်လို့ပြောရမှာဒီနားလေးကိုသွားပေးလို့မြင်အဲ့တော့ဖနန်နက်စ်ကိုသူကရှေ့လေးနေနေတိုးထားလိုက်တော့ပိုပြီးထိရောက်သွားတယ်နံပါတ်8နေရာမှာ တကယ်တမ်းသေချာကစားခဲ့ရတာဖြစ်ပါတယ်အဲ့တော့အန်ဒိုမာရက်စ်ကပြောခဲ့တဲ့စကားတစ်ခုရှိရိုမီယိုလေဗယ်ကပါတဲ့အခါကျရင်တူတို့ဂိုးမပေးရဖို့အတွက်အနေငယ်စိတ်အေးရတယ်အဓိကဒီနေ့ပွဲတွေမှာရိုမီယိုလေဗယ်ကအချက်ဖြစ်သွားတယ်ဗျတပတ်ကနော်ကုကူရဲလာကစားပုံကောင်းတယ်ဆိုတာမှန်တယ်စူးစမ်းအထောက်မှုရှိတယ်ဆိုတာမှန်ပေမဲ့ viewer ဘိုင်းကရိုမီယိုလေဗယ်ကအဓိက key ပါဘာကြောင့်လဲဆိုတော့ချယ်ဆီရဲ့ကွင်းထဲမှာအဲ့လို player မရှိဘူးကျွန်တော်အမြဲတမ်းပြောပြောနေကြ deep line midfield တနေရာမှာ ဘောလုံးလမ်းကြောင်းခင်းပေးနိုင်တဲ့သူတွေပွဲရဲ့တန်ဖိုးကိုထိမ့်ပေးနိုင်တဲ့သူတွေတကွင်းလုံးကိုဟန်ဒယ်လုပ်ပေးနိုင်မယ်ပူချုပ်တွေလိုတယ်စူပလားစိန်ခေါ်နိုင်တဲ့အသင်းတွေကိုကြည့်ကြည့်ပါအာစနယ်တောမတ်စ်ပါတီရှိတယ်လီဗာပူးရိုက်ဂရာဗင်ဘက်ရှိတယ်ကျွန်တော်တို့ချယ်ဆီမှာအခုရိုမီယိုလက်ဖေးယာအခုမှပါလာတဲ့အတွက်ကြောင့်အဲ့နေရာ အတော်လေးအဆင်ပြေအဲ့တော့ Moises Sky ဆီတော့အထဲတဲ့ကိုဝင်ပြီးတော့ midfield over လို့လုံးစရာမလိုဘူးကျွန်တော်တွေကထင်လိုက်တာဟော Sky ဆီတော့အထဲဝင်ပြီးတော့ နှစ်ယောက်ပေါ့နော်ဒါဒါဆိုရင်ကျွန်တော်အလဲမှာ box shape ပုံစံ3 box 3ဘာညာနဲ့စော့မယ်လို့ထင်ခဲ့ပေမဲ့လုံးဝ out of position မှာ哦ဒီပုံစံကစားသွားတာ in position နဲ့ရမရောက်တာလဲပါတာပေါ့နော်များသောအားဖြင့် liverpool ကပဲဘောလုံးတွေကင်နေတာ哦 liverpool ကပဲဟိုအตาကြီးယူပြီးတော့ကစားနေတဲ့ပုံစံဖြစ်တော့ကို့အသင်းကလည်းဘောလုံးသိမ်းမရအောင်ဒါပေမဲ့အဲ့ဒါကကောင်းသွားတာဆိုတော့အဲ့တော့ romeo level ရသည်ပြန်ဘက်အတင်းကတန်ပိုမြင့်လာတဲ့အချိန်မှာသူလုံးဝတန်ပိုကို short ချပေးနိုင်တဲ့ကစားသမားဘောလုံး retain အကြာကြီးလုပ်ထားနိုင်တယ် တို့လည်းတွေ့မှာပေါ့တချို့ပြစ်တဲ့ကျူးလွန်ရမယ့်အပိုင်းတွေဆိုပါပါနဲ့နဲ့ကျူးလွန်လိုက်တာမျိုးတွေရှိတယ်ကိုယ်အသင်းကနေပြန်ပြီးတော့ဘောလုံးပြန်ရသွားပြီဟာခေငါတို့ counter attack စရအောင်မယ်ဆို review level ကတုံဆိုင်မနေဘူးချက်ချင်းပေးတယ်အဲ့တော့ပွဲအရှိန်ကိုတကွင်းလုံးခြုံကြည့်နိုင်တဲ့အမှာဒီဘဲလေးကြောင့်အတော်လေးအဆင်ပြေသွားအဲ့တော့သူရှိနေတဲ့အတွက်ကြောင့်ခုနကကျွန်တော်ပြောလို့ progressive possession မှာ Andrew Fernandez ကပို့ပေးနိုင်တယ်လို့တိုက်စစ်ပိုင်းလည်းပို့ပြီးတော့ like ကူနိုင်တယ်အဲ့ဒါအမှန်ကန်ဆုံးပဲ Enzo နဲ့ Moises Cancelo နှစ်ယောက်ပေါင်းပြီး ရလာတဲ့ကျွမ်းကျင်မှုတစ်ခု review level ရမှာအပြည့်ရှိတယ်အဲ့တော့ level ရလို့ကစားသမားဒဏ်ရာမရဖို့လို့ဒဏ်ရာသွားရင်လည်း तू तू နဲ့အလားတန်တူတဲ့ကစားသမားတစ်ယောက်ကိုခေါ်ဖို့တော့လိုနေပြီအဲ့တော့ထားပါအဲ့တော့ဘသူဘသူတွေပေါ်မှာ impact ဖြစ်သွားတယ်ဆိုတော့ပါမာတို့ပေါ်မှာပါ impact ဖြစ်သွားတယ်အန်ဆိုကတော့နံပါတ်8နေရာမှာလွတ်လွတ်လပ်ကစားတယ်ပါမာကတော့ necklace jersey နဲ့အတူတူဒီခါလေးကျရင်နံပါတ်9ပုံစံဖြစ်သွားတာမျိုးလေးတွေရှိတယ်အဲ့တော့ဒီဝင်ကာတွေရဲ့အကျိုးတရားပုံလေးကျွန်တော်တစ်ချက်ရှင်းပြကြပါမယ် လီဗာပူးကစင်ထရယ်ဇုံကနေအရင်ဘောလုံးကင်တဲ့အတင်းတင်းမဟုတ်ဘူးဘောလုံးကြီးရှောက်ပေးပြီးတော့အာပက်လေတွေရိုက်ဟိုပေးဒီပေးမပေးဘူးပက်တို့လိုမျိုး overload တွေတောက်လျှောက်လုပ်ပြီးတော့ခွဲထုတ်တဲ့အတင်းမဟုတ်သူတို့တွေကလည်း direct counter attack ပဲကစားတယ်ဒါမှမဟုတ်လေ direct pass တွေပဲပေးတယ်အတင်းတင်းအဲ့တော့ channel တွေကနေများသောဖြင့်ရွေ့တာတွေရှိတယ်ဗျအဲ့တော့ဒီနေ့ Cody Gabo တို့ Musa La တို့အတွက်လုံးဝဗျဒီ Chelsea ရဲ့ side back ကစားသမား2ယောက်တည်း ရှေ့ကို overlap ကိုမတက်တာသူတို့ကလုံးဝဒီမှာပဲဘိုင်းသေး one verse one control ပေးသွားတာမမတ် marking ကတ်သွားတာပေါ့နော်အဲ့တော့ဒီလိုဒီလိုဒီလိုမျိုးတွေဖြစ်တဲ့ပြနောက်ထပ် carry လုပ်ပြီးသွားတဲ့ကစားသမားတွေကကျွန်တော်ဝင်ဂါရီလို့ပြောရမယ်အဲ့တော့သူတို့ကဝင်ဂါရီတဲ့ဆိုင်မစ်ဖီဒါရီလို့ပြောရင်တော့ပို့ပြီးတော့မှန်နေပြီပက်ထရိုနက်တိုဒီနားရောက်လာတယ်ဘရိုတွေမှာပေါ့အဲ့လိုရောက်လာတဲ့အခါကျရင်ရိုမီယိုလေဗယ်ကဒီတိုင်းမနေဘူးသူဒီနားလေးရောက်သွားအောင်အဲအဲ့ဒီအချိန်မှာကျွန်တော်တို့၃ယောက်ဖြစ်ပြီးဒီနေရာတွေကကြက်သွားအဲ့ထိုနည်းတူပဲကျွန်တော်တို့ တစ်ဖက်ကကူကူရလာမူဆာလာရှိလာတဲ့အခါကျရင်ကျွန်တော်တို့နိုနီမရီဝဂေဒီနာရောက်လာတယ်။အော်ဒီနာကိုရိုမျိုးလေဗယ်ကသွားပြန်။ရိုမျိုးလေဗယ်ကမအားဘူးဆိုရင်ကျွန်တော်အန်ဒိုဖာနန်ဒက်စ်ကဒီနာရောက်သွားပြန်။အဲ့လိုပုံစံမျိုးနဲ့ channel တွေလည်းပိတ်ပြီးဆော့သွားတယ်။များသောအားဖြင့်ဒီ CB ကစားသမား၂ယောက်ကဒီကွင်းလယ်လောက်ထိတက်ပြီးတော့ကို hybrid ပုံစံမျိုးပေးပြီးကစားသွားခဲ့တာလေ။ Liverpool ဟိုကစားကွက်တယ်လို့တော့ရရပါတော့။သို့တော့အဓိကထိရောက်တဲ့ထူဖောက်မှုတွေလို့ဖို့အခက်ခဲတော့ကြုံခဲ့ပါတယ်။ ကျွန်တော်အနစ်ချုပ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်ညီတန်းမှာပြောခဲ့တယ်လို့မျိုးပေါ့အားလုံးက balance ဖြစ်သွားတဲ့အတွက်ကြောင့် Liverpool ကိုအသင်းကိုနိုင်ခဲ့တာဗျာကျွန်တော်တို့ Liverpool ကိုနောက်ဆုံး10ချိန်တိတိတွေ့ခဲ့ဘူးတယ်တပွဲမှမနိုင်ခဲ့ဘူး2020ဆနစ်တုန်းကလားမသိဘူး2021လား2020လားမသိဘူးထားပါတော့ဗျာအဲ့တော့နောက်ဆုံးနိုင်ခဲ့တာဝမ်းစီးနေပြီဒါအခုနောက်ဆုံး10ချိန်ပြီးမှ17ချိန်မြောက်မှာပြန်နိုင်ခဲ့တာဖြစ်ပါတယ်ကဲဘယ်လိုပဲဖြစ်ဖြစ်เนาะ Liverpool အသင်းကိုကြိုးစားကစားပြီးအနိုင်ယူသွားခဲ့တဲ့ ျွန်တော်ချက်စီးတင်ရဲ့ကစားသမားတွေကိုလည်းဒါချီကျူးရဲ့နဲ့ပဲဗီဒီယိုလေးကိုကျွန်တော်ဒီမှာနားကြင်ပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ